ဘုန်းကြီးတို့တွေတန်မြာထဲမှာကံကောင်းခြင်းရင်ကံကောင်းခြင်းနဲ့ဆိုတာဥကျဉ်နာခြင်းကင်းအောင်တော့လုပ်လို့မရဘူးเนาะဘဝမှာအဆင်ပြေအောင်လုပ်ပြီးလို့ရဟိုဆင်းရဲမွဲတေတဲ့ဘဝမရောက်ဘူးအယုဆိုးအကြည့်တန်တဲ့ဘဝမရောက်ဘူးယောဂထူပြောတဲ့ဘဝမျိုးမရောက်ဘူးအသက်တူတဲ့ဘဝကိုမရောက်ဘူးငတ်ပြတ်တဲ့ဘဝမျိုးမရောက်ဘူးเนาะလူဘဝမှာ အဲ့ဒါလေးကံကောင်းအောင်ဘယ်လိုလုပ်ရမလဲလူတွေပြောတာအဲ့ဒီအဆင့်လေးပြောနေကြနော်ကံကောင်းအောင်ဘယ်လိုလုပ်ရကျတော့ကံကောင်းအောင်ဘုရားရှိသွားဆုတောင်းတာနဘူးနဆာလောက်တာ ਨੇ တူတူပဲမြတ်စွာဘုရားကတရားတွေကိုကက်တင်တယ်ဆိုတာဗုဒ္ဓဘုရားရဲ့ကက်တင်မှု ਨੇ တခြားဘာသာတွေရဲ့ဘုရားကက်တင်မှုကလုံးဝကွဲပြားချမ်းသာတယ်မယောထွေးစေနဲ့မြတ်စွာဘုရားကိုယ်တိုင်က တရားရီကိုခက်တင်နေဆိုတာမိဘကသာသမီကိုပညာထက်ဖြစ်အောင်စီမံပေးတဲ့သဘောလောက်ပဲဆိုပါစို့မိဘဟာကိုသာသမီကိုဘလောက်ဖယ်ချမ်းသာချမ်းသာသာသမီကိုပညာတတ်ကြီးဖြစ်အောင်လုပ်ဝင်ပေးနိုင်မှုနော်ပညာတတ်အောင်ပညာတွေထဲ့မပေးနိုင်ဘူးဘာလုပ်ပေးနိုင်လို့ဆိုရင်ကြောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းနဲ့သင်ကြားစေမယ် လိုအပ်တာတွေအကုန်ထောက်ပံ့တယ်ဒါမိဘလုံနိုင်တာဒါအစွမ်းကုန်ပဲပညာတတ်ဖို့ကသူကိုယ်တိုင်စ조사มาဖြစ်တာမိဘကနေငါသားလေးဖူးဆိုပုတ်ပြီးတော့ပညာတတ်အောင်လုပ်ပေးလို့ရပါမလားမရနိုင်ဘူးအဲ့ဒါလိုပဲမြတ်စွာဘုရားစီတော့နဘူးနဆာမလုံးနဲ့မြတ်စွာဘုရားကကိုယ်ကဲတင်မှာမဟုတ်ဘူးကဲတင်တဲ့နီးကပဲနီးနဲ့ကဲတင်တာတော့ကိုသားသမီးကိုကိုပညာတတ်စေချင်လို့ရှင်ចောင်းထားပေးတာတော့ပဲလုံလို့ရသလိုပဲ မြတ်စွာဘုရားကခွန်ကြီးတို့တွေကိုတန်မြာဝကလွတ်အောင်မလုပ်တလေချမ်းသာဒုက္ခရအောင်မလုပ်တော့ဟိတေပဝတ္တနေနာအာဟိတာသနေဝတ္တနေနာဟိတာလို့ခေါ်တဲ့ဒုက္ခရဲ့အကြောင်းတရားတွေလိုင်းနာဆောင်ရွက်ဖို့အာဟိတာဆိုတဲ့ဆင်းရဲဒုက္ခရဲ့အကြောင်းတရားတွေကရှောင်ရှားဖို့ဆိုလိုတာကမလုပ်ရမှနဲ့လုပ်ရမှခွဲခေါ်တာဒါပဲလမ်းညွှန်ပေးတာ ကိုသားသမီးကိုချစ်လို့ဆုံးမတဲ့ခါဘာပြောတော့ဒါမလုံးနဲ့ဒါလုံးဒါပဲပြောတာပဲဟုတ်လားချုံလိုက်ရင်ဒီနှစ်ခုပဲရှိတယ်နော်မင်းဒါမလုံးနဲ့ဒါလုံးကြီးပွားခြင်းဒါမလုံးနဲ့ဒါလုံးမလုံးအောင်မှလည်းလုံးအောင်အဲ့ဒီမှာတရဝါးတွေကိုမြတ်စွာဘုရားကကက်တင်တယ်ဆိုတာဟိတကိုဖြစ်အောင်တိုက်တွန်းပြီးအဟိတဆိုတဲ့အကုသိုလ်တွေကရှောင်ခိုင်းတာပဲဖြစ်တယ်ထိတဲ့မပေါ်ဘူးတရဝါးတွေနိဗ္ဗာန်ရောက်အောင်ကက်တင်တယ်ဆိုတာ အသိဉာဏ်ရအောင်တရားဟောပေးတာပဲရှိတယ်။နော်ပညာပေးတယ်ကိုကိုယ်တိုင်ကြိုးစားပညာပေးပြီးကိုယ်ကိုယ်တိုင်ရအောင်ကြိုးစားအဲ့ဒီသဘောဘုရားဖရာရဲ့ကတင်မှုကအဲ့ဒီနေပဲ။ဟောဟိတနဲ့ဒုက္ခဆိုတွဲထားတာ။ယသောဗျာလောကမှာပွင့်လာတာဟိတနဲ့ဒုက္ခအတွဲပွင့်တယ်လို့သူတို့ဆိုတယ်။ဟိတဆိုတာအကြောင်းတရား condition အခြေအနေကောင်းအောင်ပေးတာ။ ုက္ခဆိုတာချမ်းသာဟိတနဲ့ဒုက္ခအမြဲတွဲဖက်နေတယ်ဟိတရှိမှဒုက္ခဖြစ်တယ်ဒုက္ခကိုတိုက်ရိုက်ပေးလို့မရဘူးပဋ္ဌာန်တော့တိုက်ရိုက်ပေးလို့ရတယ်ဒုက္ခကိုတိုက်ရိုက်ပေးလို့မရဘူးနော်အဲ့တော့ဒုက္ခကိုပေးခြင်းလို့ရှိရင်ဘာလုပ်ရလဲဟိတကိုပဲလောက်ခံရအချိန်နေကောင်းအောင်တော့ချင်းနေကောင်းမှဒီအကျိုးစီးပွားစွာဖြစ်လာဒါကြောင့်မို့စာပေကျမ်းကမှာ ရသော်ဘုရားလောကမှာပွင့်လာတာဟိတဒုက္ခအတွက်ကပွင့်လာတယ်ဆိုတာအကြောင်းနဲ့အကျိုးတွဲဖက်ပြီးပြောထားတာအဲ့ဒါဟိတကအကြောင်းတရားဒုက္ခကအကျိုးတရားအကြောင်းနဲ့အကျိုးနှစ်ခုပေါင်းဆက်ဒါကြောင့်မို့ဟိတေဘဝတနေနာအဟိတသာနေဝတနေနာတတနံဘယံဟိတတိတရဝရီကြာရောက်နေတဲ့ဆင်းရဲဒုက္ခကိုမြတ်စွာဘုရားဘယ်လိုကတ်ကဲတင်တယ်လဲဆိုလို့ရှိရင် မကောင်းမှုအကုသိုလ်တွေကရှောင်ရှားစေခြင်းကောင်းမှုကုသိုလ်တွေလှုပ်စေခြင်းဖြင့်ရသဖျာကဲ့တယ်။နော်အဲ့ဒီနည်းနဲ့ကဲ့တယ်နော်ဒီနည်းမှတပါတခြားနည်းမရှိဘူး။တခြားနည်းမရှိဘူး။အဲ့ဒါလောကလူတွေကတော့ဘုရားကတကူကြည့်တယ်ငါ့ကိုတကူနဲ့ကဲလိုက်မယ်သူဒီလိုယုံကြည်ယူဆနေကြတာလောကမှာကိုသားသမီးတော်ကိုကဲလို့မရဘူးလေ။ကိုကိုသားသမီးတော်ကိုကဲလို့မရဘူး။ ။ပူချင်းနာချင်းသိချင်းကလုံလုံကဲ။ကဲလို့ရရင်ကုန်ကဲကြမှာပေါ့။မဝေရဘူးမနာရဘူးလုံလို့မရဘူး။